နတ်ဆိုးတွေဟာတရိတ်ဆန်တွေကိုဝင်ပူးနိုင်ပါသလားကဘာဦးတော့ကတော့စာရန်ကငွေအားဖြင့်အေးဝါကိုလှည့်ဖျားခဲ့တယ်ဆိုတော့တွေ့ရပါတယ်အခုရှမာကုခရစ်ဝင်ကျမ်းထဲမှာလည်းသခင်ယေရှုခရစ်တော်ကြုံတွေ့ခဲ့ရတဲ့အဖြစ်ပြက်လေးတစ်ခုရှိပါတယ်တနေ့သောအခါမှာသခင်ယေရှုခရစ်တော်နဲ့တပည့်တော်တွေကဂါလိလဲအိမ်တစ်ဖက် ဂါဒရာပြည်ကိုခီးဆက်ခဲ့ကြပါတယ်။အရင်တစ်ဖက်ဂါဒရာပြည်ကိုရောက်တဲ့အခါမှာယေရှုခရစ်တော်ကလေထဲကနေထွက်ကြွလာပါတယ်။အဲ့ဒီအချိန်မှာညင်ညူးတဲ့နှက်ဆွဲချင်းခံရတဲ့သူတစ်ယောက်ကတင်းကျိုင်းတစားပြင်ကနေထွက်လာပြီးတော့ခရစ်တော်ကိုခီးဦးကျူပြုပါတယ်။ဒီလူကနေညာမပြတ်တင်းကျိုင်းတစားပြင်မှာပဲနေတတ်တဲ့သူဖြစ်တယ်။သူ့ကိုတန်ကျိုးနဲ့ဘယ်သူမှမချီနိုင်ပါဘူး။ခြေချင်းတန်ကျိုးတွေနဲ့အကျဉ်းချင်းသူ့ကိုချီပေမဲ့လို့ အဲ့ဒီတန်ကျိုးတွေကိုပြန်ပြီးတော့ဆွဲဖြတ်တတ်ပါတယ်။သူ့ကိုယင်ပါလာစေဖို့ဘသူမှမလုပ်နိုင်ပါဘူး။တောင်တန်းတွေပေါ်မှာပြေးလွှတ်အော်ဟစ်ပြီးတော့ကြောက်စောင်းတဲ့မိမိကိုယ်ကိုရှာစီတတ်ပါတယ်။ယေရှုခရစ်တော်ကအဝေးကနေမြင်တဲ့အခါမှာခရစ်တော်စီကိုပြေးလာထူထောက်ပြီးတော့ဖျားသခင်ရဲ့သားတော်ကိုတော်ကကျွန်ုပ်နဲ့အဘယ်သို့ဆိုင်တည်းနည်းကျွန်ုပ်ကိုမငင်းဆဲပါနဲ့ဆိုပြီးတော့ကြီးသောအတန်နဲ့အော်ဟစ်တောင်းပန်တောင်းလျှောက်ပါတယ်။ယေရှုခရစ်တော်ကလည်းညင်ညူးသောနဲ့ ထိုလူထံမှထွက်တော်လို့ဆိုပြီးမိန့်တော်မူခဲ့ပါတယ်။အဲ့ဒီနောက်ယေရှုခရစ်တော်ကတင့်နာမည်ဘယ်လိုခေါ်ပါသလဲဆိုပြီးမေးပါတယ်။အဲ့ဒီနတ်ဆိုးဆွဲတဲ့လူကကျွန်ုပ်အမိကလေကောင်ဖြစ်ပါတယ်ဆိုပြီးဖြေခဲ့ပါတယ်။လေကောင် လီဂျင်ဆိုတဲ့အထိပ္ပယ်ကတော့ယောမခေတ်မှာလီဂျင်ဆိုတဲ့တပ်ဖွဲ့ရှိပါတယ်။ဒီတပ်ဖွဲ့ထဲမှာအရေအတွက်အားဖြင့်စစ်သား6000ခန့်ရှိပါတယ်။ဒီလူကသူ့နာမည်လီဂျင်ဖြစ်တယ်လို့ဖြေရတဲ့အကြောင်းရင်းကတော့ သူ့ကိုယ်ထဲမှာဆွဲနေတဲ့နတ်ဆိုးတွေကထောင်နဲ့ချီတဲ့ရေတွက်ရှိတယ်ဆိုတဲ့အဓိပ္ပာယ်ပဲဖြစ်ပါတယ်။ဒါကြောင့်သူ့နာမည်လေကောင်ဖြစ်တဲ့နတ်ဆိုးတွေထောင်နဲ့ချီရှိတဲ့အစုအဖွဲ့ဖြစ်ပါတယ်ဆိုပြီးဖြေလိုက်တာဖြစ်ပါတယ်။တစ်ဆက်တည်းမှာပဲနတ်ဆိုးတွေကတခြားအရက်ကိုမနှင်ထုတ်ဖို့သခင်ယေရှုခရစ်တော်ကိုတောင်းပန်ပါတယ်။အဲ့ဒီအချိန်မှာတောင်ပေါ်မှာကြက်စားနေတဲ့ဝက်အစုရှိပါတယ်။နတ်ဆိုးတွေကသူတို့ကိုတခြားကိုမနှင်ထုတ်ပါနဲ့။ အဲ့ဒီဝက်တွေထဲကိုဝင်ခွင့်ပေးပါဆိုပြီးတော့သခင်ယေရှုခရစ်တော်ကိုတောင်းဆိုပါတယ်ယေရှုခရစ်တော်ကလည်းအဲ့ဒီဝက်တွေထဲကိုဝင်ဖို့နတ်ဆိုးတွေကိုအခွင့်ပေးခဲ့ပါတယ်ဒီခါမှာခုနလီဂျင်လို့ခေါ်တဲ့ထောင်ထဲချတဲ့နတ်ဆိုးတွေကဒီဝက်တွေထဲကိုဝင်ပူးကြပါတယ်ဝက်တွေကလည်းနတ်ဆိုးတွေဝင်ပူးခြင်းခံရတဲ့အတွက်စောက်တရာများဖြစ်ပြီးတော့အိုင်ကမ်ပါတလျှောက်တဟုန်တို့ပြေးစင်းပြီးတော့အိုင်ထဲကိုကြပြီးတော့အသက်ဆုံးရှုံးကြပါတယ် အရေအတွက်အပြင်အကောင်ရေ2000လောက်ရှိပါတယ်။ဝက်ကြောင်းတဲ့သူတွေကလည်းဒီအမှုအရာကိုမြင်တဲ့အခါမှာသူတို့ရဲ့မျိုးရော်တွေကိုတွားပြီးတော့ဒီတရင်ကိုတွားပြောကြပါတယ်။ဒီအခါမှာလူတွေကလည်းဒီအမှုအရာကိုကြည့်ရှုဖို့ရန်အတွက်ထွက်လာကြပါတယ်။သူတို့ရောက်လာတဲ့အခါမှာခုနနဆိုးဆွဲချင်းခံရတဲ့သူကအဝဝပြီးတော့ပကတိအကောင်အတိုင်းထိုင်နေတာကိုမြင်ပြီးတော့ကြောက်ရွံ့အံ့ဩတုန်လှုပ်ကြပါတယ်။နောက်ပြီးတော့ခရစ်တော်ကိုလည်း သူတို့ရဲ့အတိုင်းပြည်ကနေထွက်သွားဖို့ရန်အတွက်တောင်းပန်ကြပါတယ်။ဘာကြောင့်လဲဆိုတော့သခင်ယေရှုကြောင့်သူတို့ရဲ့ဝတ်တွေကနဆိုးတွေဝင်ပူးချင်းခံရပြီးတော့အိုင်တွေကိုကျပြီးတော့အသက်ဆုံးရှုံးသွားတယ်။သူတို့ရဲ့စီးပွားရေးထိခိုက်သွားတယ်ဆိုတဲ့အတွက်ကြောင့်ပဲဖြစ်ပါတယ်။အဲဒီနောက်ခရစ်တော်ကသူ့ရဲ့တပည့်တော်တွေနဲ့ခီးဆက်ဖို့အတွက်လေထဲကိုကြွပါတယ်။အဲဒီအခါမှာခုနနဆိုးဆွဲချင်းခံရတဲ့သူကခရစ်တော်စီကိုလာပြီးတော့ခရစ်တော်နဲ့တူနေဖို့ခရစ်တော်နဲ့လိုက်ဖို့အခွင့်တောင်းပါတယ်။ဒီချိန်မှာခရစ်တော်ကအခွင့်မပေးခဲ့ပါဘူး။ ဖျားခင်သူ့အပေါ်မှာပြုခဲ့တဲ့ကျေးဇူးတွေကိုပဲသူ့ရဲ့အိမ်သူအိမ်သားတွေသူ့ရဲ့နေရက်မှာရှိတဲ့သူတွေကိုတော်ပြောဖို့ရန်အတွက်ဆီလွတ်လိုက်ပါတယ်။ဒါကြောင့်ဒီလူကလည်းသူ့ရဲ့နေရက်ကိုပြန်ပြီးတော့ဖျားခင်ပြုခဲ့တဲ့ကျေးဇူးတွေအံ့ဩစရာအဖြစ်အပျက်တွေကို ပြန်ပြီးပြောပြပါတယ်။လူများစွာကလည်းဒီအဖြစ်အပျက်ကို ကြားပြီးတော့အံ့ဩကြပါတယ်။ဇလန်းလေးရတော့ဒါပါပဲ။ဒီအဖြစ်အပျက်ကိုကြည်ရှင်းအားဖြင့် နတ်ဆိုးတွေကတရိတ်ဆန်တွေထဲကိုလည်းဝင်ပူးနိုင်နေဆိုတော့တွေ့ရပါတယ်။ဒါပေမဲ့ယေရှုခရစ်တော်ကဒီနတ်ဆိုးတွေကိုအောင်နိုင်တဲ့သူဖြစ်တယ်ဆိုတာကိုလည်းတွေ့ရပါတယ်။သူ့ရဲ့တပည့်တော်တွေဟာလည်းနတ်ဆိုးတွေကိုနှင်ထုတ်ကူတာနိုင်တဲ့အခွင့်အာဏာကိုရကြပါပဲ။နတ်ဆိုးတွေဘလောက်ပဲအင်အားကြီးမားပါစေခရစ်တော်ရဲ့နာမနဲ့နှိမ်နင်းမယ်ဆိုရင်တော့ဒီနတ်ဆိုးတွေအကုန်လုံးကြာရှုံးရမယ်ဆိုတော့တွေ့ရပါတယ်။